Bleach နဲ့အရင်ဆုံး collaboration လုပ်လိုက်တယ်။ Honor Again တဖက်မှာ collaboration လုပ်မယ်လို့သတင်းတန်တက်တက်လေးပဲထွက်လာသေးတဲ့ Bleach Enemy Series နဲ့ collaboration ကတော့ Honor Again မှာ official ထွက်နေပါပြီ။ခက်မြန်မြန်ထွက်လာတာဆိုတော့ collaboration character တွေကအဆင်ပြေပါမလား။အရင်ဆုံး game နဲ့ကိုဝင်ပြီးပထမဆုံး UI မှာ Ichigo နဲ့ Byakuya ရဲ့ Lancer Fighting ဇင်းကိုမြင်တွေ့ရမှာပါ။ဒါကိုကြည့်ရှုခန်းစားပြီးတော့စကင်ဒီဇိုင်းကာလာပါညာအနေထားကိုတစ်ချက်ရှုလို့ရပါပြီ။အဲဒီတော့ကြည့်ကြရအောင်ပါ။ တခုပြောချင်တာကဒါကနှိုင်းရှင်တဲ့ဗီဒီယိုမဟုတ်ပါဘူး။ Honor of Gain အနေနဲ့ Bleach နဲ့ collaboration လုပ်မဲ့အကြောင်းကိုပြောထားတာကြပါပြီ။အဲဒီအတွက် deep page ကလည်း Honor of Gain အကြောင်းကိုပြောမဲ့ page မလို့လိုရိုးလိုစင်တိုင်းလောက်တာပါ။ကြိုပြီးတော့ပြောတာဖြစ်ပါသေးတယ်။ Bleach event မှာဆိုရင် main character Ichigo Sasuke နဲ့ Byakuya Sasuke နှကောင်ကို Tokyo နေနဲ့လှည့်ရမှာဖြစ်ပြီး Shihaku Shou Sasuke ကိုတော့ free ပေးသွားမှာပါ။ ပလီစလန်တွဲထဲမှာ main character Ichi ကိုအဖြစ် collab လုပ်ထားတဲ့ hero ကတော့ Sword Master လို့ခေါ်တဲ့ Musashi Sekin အနေနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။စကင်ဒီဇိုင်းအနေကတော့ anime series တွေထဲက character ပုံစံနဲ့အနီးဆက်ဆုံးတူအောင်ရေးဆွဲပေးထားတာကိုတွေ့ရမှာဖြစ်ပြီးစကင် intro animation မှာကလေးကတကယ်ကိုလည်းနဲ့ anime series တွေက fighting scene တွေနဲ့ဝေရတာတန်နေဆိုတဲ့ feeling မျိုးရအောင်လို့တိကျပြင်ဆင်ပေးထားတာကိုတွေ့ရပါတယ် အင်ဂိန်းစကီအဖတ်တွေကိုဆက်ပြီးကြည့်ကြရအောင်ပါအီချီကိုတဖြစ်လဲမူဆာရှီရဲ့စကီဝမ်ခုတ်ချက်မှာတော့မီရာအဖတ်အကြီးတစ်ခုကိုတွေ့ရမှာဖြစ်ပြီးစကီတူဘလင်းခုံတဲ့အခါမှာတော့အီချီကိုရဲ့ကူပွားတစ်ခုကကြံခဲ့အောင်ပါ Ultimate ခုံအုပ်တောင်မှာတော့အီချီကိုကလေးဘောကိုမြောက်သွားပြီးခုံအုပ်လိုက်တာကြီးကလည်းလိုချင်စရာကြီးပါပဲစကင်ဒီဒေးကိုတော့ညီကိုရိုကိုရိုင်းမဲအားရအောင်ဝင်ပြီးတော့ဆန်းကြည့်လို့ရပါတယ်အိတ်ချိုကီကသဘောလေးကောင်းထားပြီးပါတယ်စကင်မွေထားလဲ practice ထဲမှာဝင်ပြီးတော့ဆန်းကြည့်ဝင်ရအောင်လုပ်ပေးထားတာပါ ဒီတခြားကတော့သူတို့အနေနဲ့ promotion ဘိုင်းမှာမစိုးဘူးလို့ပြောပါမယ်။ဗျာဂူယာအနေနဲ့ထွက်လာမှာကတော့ Feather Foo Fade ရဲ့ skin အနေနဲ့ထွက်ရှိလာမှာဖြစ်ပါရီ။ဗျာဂူယာရဲ့ skin intro animation မှာလည်း series တွေကလို့ဓာတ်မှုထားတဲ့လမ်းကြီးပြင်အရန်လာတဲ့ floral effect တွေနဲ့ကြွားရွာနေတာကိုလူချင်းစပွဲတွေ့ရအောင်ပါ။ in-game effect တွေကိုဆက်ပြီးတော့ကြည့်ကြရအောင်ပါ။ဗျာဂူယာကတော့သူ့ရဲ့ character အရ skin effect တိုင်းမှာ floral ငွေတက်တွေကိုခံစားစေရမှာဖြစ်ပါတယ်။ စကီဝမ်ဘလင်းနာရီစကီတူနေရန်ဘုံကိုခုံတဲ့နေရာတွေမှာလေဆာကူရာပန်ရဲ့အငွေအသက်တွေကိုခန်းစားလို့ရမှာပါအလန်းဆုံးအပိုင်းကတော့အော်တီမိတ်ပါအော်တီမိတ်ရဲ့ range အကျယ်ကြီးမှာဓာရီဝိုင်းနေပြီး range အတွင်းမှာတော့ဆာကူရာပွင့်ဖက်တွေကြွေကြနေတာကတကယ်ကိုပေးဝင်ရတာတန်နေဆိုတဲ့ခန်းစားချက်ကိုအပြည့်အဝရရှိစေပါလိမ့်မယ်ဈေးရောက်တဲ့စကီနှကောင်ကိုတော့ share လုပ်ပေးထားပြီးအလကားပေးတဲ့စကီငါရောဘယ်လိုမျိုးလုပ်ထားလဲဆိုတာဆက်ပြီးကြည့်ပါမယ်အလကားပေးမဲ့ character ကတော့ရှီဟာကူချိုဖြစ်ပြီးတော့သူကတော့ ဘိုက်ကြီးရဲ့စကင်အဖြစ်ရောက်ရှိလာမှာပါ။ရှီယာကူရှိုကတော့ anime character အတိုင်းပဲတေမင်းလက်နဲ့ကြီးထန်းထားတဲ့ဒီဇိုင်းနဲ့ထွက်ရှိလာပြီးစကင်ဖက်တီမှာဆိုရင်ခရမ်းရင်ရောင်ကြီးကန်အမွေးပုံစံအဖက်တီကတော်တော်လေးလှပါရီ။ဒါ့အပြင် skate to ဆွဲတာကမြေကြီးထဲကလက်ကြီးနဲ့လှမ်းဆွဲလိုက်တာရီ။ ultimate ခုံပြီးတော့ထုတဲ့အခါအနောက်ကပါလာတဲ့အဖက်တီက free skin လို့တော့မှအထင်ရှားမရှိအောင်ပါပဲ။ HOK အနေနဲ့ပလီယာရီအပေါ်မှာစေတနာပါပါနဲ့လှုပ်ပေးထားတာကိုလည်းတွေ့ရမှာပါ။ အခုလို့အရန်မိုက်တဲ့ skin တွေကို free ကုန်းစင်းမှုဆိုရင်တော့ HOK ကို download လုပ်ပြီး free skin ရတဲ့ test တွေကိုသွားပြီးတော့ try မှုတော့လိုပါလိမ့်မယ်။ HOK ကစားကြတဲ့သူတွေအနေနဲ့ token ဝယ်ပြီးတော့ဖောက်မယ်ဆိုလို့ရှိရင်ပထမဦးဆုံး first stand draw မှာ token 900ရဲ့တဝက် token 250သာကြာတင်မှာပါ။ပြီးရင်တော့ one draw ကို token 90ကြာတင်မှာဖြစ်ပြီး stand draw မှာတော့900ကြာတင်မှာဖြစ်ပါရီ။ Dendrosi က badge တစ်ခုစီကိုရရှိမှာဖြစ်ပြီး badge ၄ခုဖြည့်ရင်တော့အရန်လန့်နဲ့စကင်တစ်ကောင်ကိုပေးပါလိမ့်မယ်။ အီချီဂိုနဲ့ဗျာကူယာဆက်ကင်းနှကောင်က တကောင်ကို event coin 498 coin သာကြာတင်မှာဖြစ်ပြီး event လှည့်တိုင်းလှည့်တိုင်းမှာလည်းပဲ event coin တွေကရရှိအောင်ပါ collaboration ဆက်ကင်းနေဆိုပေမဲ့ event coin တွေအများကြီးပေးမှလဲလို့ရတာမျိုးမဟုတ်ဖဲနဲ့ event coin အတော်အသင့်နဲ့လဲလို့ရအောင်လုပ်ပေးထားတာလေးကလည်းမဆိုးပါဘူးသူကလူတိုင်းတက်နိုင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်ပြီးတော့ event coin 498 coin ရတာနဲ့ bleach တကောင်ရပါပြီ bleach fan တွေအနေနဲ့သဘောကျတယ်ဆိုလို့ရှိရင်တော့လက်လို့မခံသင့်တဲ့ second series ဖြစ်ပါတယ် ဒီနေ့တော့ဒီလောက်ပါပြီအခုလို့ on off gain နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြည့်ရတာအချိန်နဲ့တက်တယ်ဆိုရင်အချိန်နဲ့တပြေးညီကြည့်ရဖို့အတွက် one shot 7 channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးအသစ်တင်တိုင်းသိရဖို့ဘေးကခေါင်းလောင်းလေးတီးခဲ့ဖို့လည်းမမေ့ပါနဲ့ဟောအစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ